ခေါ်တော်ရွာရဲ့မနက်ခင်းလင်းအာယုံချိန်ကျေးလက်တို့ရဲ့တုံးစံတိုင်းရွာเจ้าကတန်ဃာတွေစုံးခံထွက်တဲ့အချိန်မီစုံလောင်းလို့နိုင်ရတဲ့တချို့တချို့သောအိမ်တွေစီကနေစွမ်းဝေယဝိစအတွက်ချက်ပြုတ်ပြင်ဆင်နေကြပါတယ်ဒီလိုပဲရွာရဲ့တောင်ဘက်တိတ်မှရှိတဲ့အကြီးပြားတယောက်လည်းစွမ်းလုံကချက်ပြုတ်ပြင်ဆင်နေပါတယ်အိမ်ရှိစီကနေအကြီးပြားရဲ့ခွေးညိုလင်းရဲ့စူးစူးဝါးဟောင်းတန်းထွက်ပေါ်လာတယ် ခွေရောက်နေဟာတော်တော်နဲ့မတိတ်တဲ့ခါအကြီးပြားတယောက်တင်ငါမကင်းတဲ့စိတ်နဲ့ပဲမိဖို့တဲစီကနေအပြင်ထွက်ပြီးတော့ကြိလိုက်ပါတယ်။ဟိုဖုန်းကြီးတပားပါလား။အာယုံဆွမ်းပြီးဆုံးခံကြော်တာထင်ပါရဲ့။ဘယ်เจ้าကလည်းမသိဘူး။အကြီးပြားရဲ့မြင်ကွင်းမှာဖုန်းကြီးတပားသူ့ဝင်ရှိမှဆုံးခံရက်နေတာကိုမြင်မိတာမို့လို့ရေရွတ်လိုက်ပါတယ်။ချက်ချင်းကိုပဲစိတ်ထဲမှာလည်းဖုန်းကြီးတို့ဆုံးကိစ္စကိုစိတ်ပူသွားတယ်။ရက်တော်မူပါဦးဖေဟာ။ အေးပြားအဲ့လိုအော်ပြီးတော့ရှောက်တင်တယ်။ပြီးတော့မီးဘိုတဲစီကိုအမြန်ဆုံးပြန်ဝင်လို့ဆုံးခုတယ်။ပြီးတော့အပြင်စီကိုပြန်ပြေးထွက်လာပြီးရက်တော်မူနေတဲ့ဘုံကြီးစီကိုခတ်တတုတ်လမ်းလာတော့စုံလောင်းလှူတယ်။ပြီးတော့ထိုင်ချဝိပြုပြီးပြန်မောတဲ့အချိန်မှာဟေးဘယ်ရောက်သွားတာလဲ။သူ့အရှိမရက်နေတဲ့ဘုံတော်ကြီးမရှိတော့ဘူး။ဒါနဲ့ဘုံကြီးဟာကြွားများကြွတ်သွားပြီလားဆိုပြီးတော့အကြီးပြောချမ်းပြင်းကိုလှမ်းပြီးတော့ကြည့်လိုက်ပေမဲ့ဘုံကြီးရဲ့ရဲ့ရောင်ကို လုံးဝမမြင်ရတော့ဘူးဒီတော့လေအကြီးပြားတယောက်လမ်းလေကောင်မှလောင်းမီးသားဆုံးမကန်ကိုကန်ပြီးတော့ကြောင်အဲ့ပြီးတော့ရက်ကြည့်နေမိပါတယ်မနေ့ကဖုန်ကြီးတပါလေရွာထဲကိုဆုံးကန်ကြွားတာစွန်းလူပြီးချင်းကြတော့ထူးထူးဆန်းဆန်းပျောက်သွားတယ်မနေ့လင်းနာနဲ့တကုတ်တော်ရွာမှာပြောဆုံနေကြတဲ့တရင်ထူးတစ်ခုပါရွာထဲကလူသုံးလေးဦးလောက်မနေ့ကကြောက်လာတဲ့ဖုန်ကြီးကိုစွန်းလူဖြစ်ကြတယ်ပြီးတော့ဖုန်ကြီးပျောက်သွားတာကိုလည်းအတူတူကြုံခဲ့ရတယ် ဒီအချိန်ကြီးဆုံးကန်ကြွားတယ်ပြီးတော့ပျောက်သွားတယ်ဆိုတော့ယဟန္တာများလားဟုတ်မယ်ငါတို့ရဲ့အဖွားငငယ်တုန်းကဒီလိုယဟန္တာဆုံးကန်ကြွားတဲ့ဖြစ်ပျက်မျိုးကြုံခဲ့ဘူးတဲ့ဟိုဒါဆိုတို့တွေတော့ကန့်ထူတာပဲတချို့ကကြားဘူးနာဝစကားတချို့ကိုအခြေခံပြီးတော့အဲ့ဒီလိုပဲတတိချယုံကြည်ကြပါတယ်မလုလိုက်ရတဲ့သူတွေကတော့ရင်တို့မနာဖြစ်ကြတယ်၃ရက်လောက်ကြာတော့အကြီးပြားတယောက်သူ့အိမ်ဒဇမင်းအောက်ကနေရွှေစွဲချုပ်တကုန်းကိုတူဖောက်မိတဲ့အကြောင်း သတင်းဖြစ်လာပြန်နေ။ဒါကိုအကြီးပြားကိုယ်တိုင်ကရဟန္တာကို သူစွမ်းလှူလိုက်လို့အကျိုးထူတာလို့ပြောတာတဲ့။ရွာထဲမှာတော့ဒီအကြောင်းကအော်အော်တောင်းနေဖြစ်လာပါတယ်။ဒီလိုနဲ့ပဲနောက်တစ်ပတ်လောက်ကြာတမနာခဲမှဖုန်ကြီးဟာထပ်မံကြွလာပြန်နေ။ဒီဒီခါလဲ၃၄ဦးလောက်စွန်းလို့ပြပြန်နေ။လှုပ်ပြတာနဲ့ဖုန်ကြီးကပြန်ပြီးတော့ပျောက်သွားပြန်နေ။မနေ့ကျတော့ဒီအကြောင်းဟာတရင်ထုတ်ဖြစ်နေပြန်နံသွားပြန်ပါတယ်။တစ်ချိန်ကနှစ်ချိန်ဆိုတော့ မလှူလိုက်ရလို့ရင်တို့မနာဖြစ်ကြသူတွေဒုနဲ့တဲပါနောက်တည့်ရက်ကြောက်အောင်လားဆိုပြီးတော့စောင့်ကြည့်ကြသူတွေလည်းအများသာဖြစ်လာတယ်ဒါပေမဲ့ဖုန်းကြီးကနှစ်ပတ်လောက်ကြာအားလုံးမေးလောက်တော့မှပြန်ပြီးတော့ကြွပြန်နေအားလုံးကကြောက်မလာတော့ဘူးလို့ထင်ပြီးယူဆနေမိတဲ့အချိန်မှာတော့အရင်တုန်းကလိုပဲဆုံးလုံနိုင်သူသုံးလေးဦးထက်ပိုးမနေပြန်ဘူးဒီလိုနဲ့ပဲဝေလီဝလင်းချိန်ဆုံးခံကြွားတဲ့ဖုန်းကြီးရဲ့အကြောင်းဟာတပြည့်ပြည့်နဲ့လူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်လာပါတယ် တိတ်မကြခဲ့မှာပဲဒီဖုန်းကြီးနဲ့ပတ်သက်ပြီးနောက်ထပ်ထူးဆန်းတဲ့တဲ့ဟာထပ်ပြီးတော့ထွက်ပေါ်လာပြန်ပါတယ်အဲ့ဒါကတော့အဲ့ဒီဖုန်းကြီးဟာတကွတော်ရွာတယ်မကအနေနာကရွာတယ်ကိုပါရက်အလိုက်လှည့်လှည့်ပြီးတော့ဆုံးခံကြွားနေရဆိုတဲ့တဲ့ပဲနောက်ပိုင်းမှာတော့အဲ့ဒီထူးဆန်းတဲ့ဖုန်းကြီးဟာဝိတုငွေပဲလှူဒန်းမှုစကားကိုစိုးလာခဲ့တယ်လို့ကြားခဲ့ရပြန်ပါတယ်တကွတော်ရွာရဲ့ကျောင်းနိုင်ဖုန်းကြီးအရှင်ဝိလာသစီကိုတဲ့င်းကရောက်လာတယ်ဒီတော့ ထူးဆန်းတဲ့ဘုန်းကြီးကျောင်းကိုတက်တော်90ရွယ်အရှင်ဝိလတာစင်စားရပြီဒါပေမဲ့အရှင်ဝိလတာအနေနဲ့လရေလရအတွက်ဆုံရဆုံရအတွက်ထိပါလာသူလို့ပုံပန်ပြီးတော့စင်စားနေမိတာတော့မဟုတ်ဘူးဘုန်းကြီးရဲ့အပြုတ်မှုတွေဟာကြားနေရတဲ့စကားတွေရမုံမမှန်ဘူးလို့အရှင်ဝိလတာထင်မြင်နေမိတာဒိဋ္ဌပုဆိုတာဟာဒိဋ္ဌထူးဆန်းတဲ့ဘုန်းကြီးဟာယဟန္နာလို့သမုတ်ခံရပြီး ဒါဟာအမှန်တကယ်သာမဟုတ်ခဲ့ရင်တော့သာသနာတော်အတွက်တကယ်ကိုအစိတ်တော့ဖြစ်စေမယ့်အကြောင်းပဲဘလို့များလောက်ရမလဲအရှင်ဝိလတာရဲ့အတွေ့ပါသာသနာတော်ကိုရဲရွာကသူတွေဟာလွဲမားတဲ့ယုံကြည်ခြင်းမျိုးနဲ့ကိုးကွယ်သွားကြမှာကိုလည်းအရှင်ဝိလတာအယံကိုစိုးရင်နေသာသနာဆောင်နတ်ဒီဝါပေါင်းတို့ဒီကိစ္စအတွက်ဖြည့်ရှင်းရနေလန်ကိုပြေးပါ အရှင်ဝိလတာဆုတောင်းမိတယ်ဒါပေမဲ့လည်း စုတောင်းကိုပဲအားကိုးနေတတ်သူမဟုတ်တာကြောင့်ထူးဆန်းတဲ့ဘုံကြီးကို သူကိုယ်တိုင်လက်လံပြီးတော့စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အာယုံမတက်ခင်ချိန်အရှင်ဝိလာတာတပါတယ်။ရွာတွေကိုတိတ်တဆိတ်ကြွလာပါတယ်။ကြောင်းကတော့ရွာရဲ့အလယ်မှာရှိနေတာဆိုတော့ရွာရဲ့အရှိဘက်ကိုအရင်ကြွလာခဲ့ပြီးနောက်တော့တောင်ဘက်ကနေနောက်ဘက်မြောက်ဘက်စီကိုလက်ရာရစ်လှည့်ပတ်လာခဲ့တယ်။ပထမအဦးဆုံးကြွမြန်လာခဲ့တဲ့အရက်၃ခုစီမှာတော့ဘာထူးခြားမှုမှမကြုံရဘူး။ နောက်ဆုံးအရေးမျက်နှာဖြစ်တဲ့မြောင်းအရက်ကိုလှက်ပတ်တဲ့ချိန်မှာတော့ရက်တော်မူပါအောင်ဗျာနောက်ဘက်ခရလန်းစီကအတန်ကြောင့်အရှင်ဝိလာသာ သူ့ကိုရှောက်တယ်နဲ့လို့ထင်ပြီးလို့လှည့်ကြည့်တယ်။ခြံဝိုင်းတစ်ခုစီကဒကမတယောက်ပြေးထွက်လာတာကိုမြင်ရတယ်။သူ့နဲ့အလှမ်းဝေးတာမို့လို့သူ့ကိုရှောက်တယ်နာမဟုတ်ဘူးဆိုတာကိုလည်းသိလိုက်တယ်။ရက်တော်မူပါအောင်အရှင်ဗျာဒီဆွမ်းအလူနဲ့ဝတ္ထုငွေအလူအတွက်တပည့်တော်မာတို့မိသားစုကို ချမ်းသာခြင်းနဲ့ချစ်မြတ်မှာဒကမကစကားတန်ကုန်ဆိုပြီးတော့ဒူးတော့ဝစ်စင်လို့အိုးခိုက်နေပေမဲ့အရှင်ဝိလက်တာနေနဲ့ကတော့ဒကမရှောက်တင်နေတဲ့ဘုန်းကြီးကို မတွေ့ရဘူးခဏကြာတော့ဒကမကစုံးပကံတွေကိုတိမ်ပြီးတော့ဝမ်းတာအာရနဲ့သူ့ရဲ့ချမ်းဝိုင်းတဲ့ကိုပြန်ပြီးတော့ဝင်ရောက်သွားတယ်။လမ်းလည်စီမှာတော့အရှင်ဝိလက်တာတပါးကလွဲလို့ဘာမှရှိမနေဘူး။အရှင်ဝိလက်တာတွေ့ဝဲပြီးတော့ရက်နေမိတယ် တလားလောက်ကြာပြီးတဲ့ချိန်ကျောင်းနိုင်ဆရာတော်အရှင်ဝိလတာစိတ်ထောင်းတော့ကိုကျေးဆိုသလိုရက်ရွာရဲ့တာရင်နာရဲ့အတွက်စိတ်တွေညှိုးငယ်နေရတာမို့လို့ခနာကစီမှာနာဖျားခြင်းဝေဒနာတွေဆက်ကလာတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲတိုက်တိုက်ဆန်ဆန်သူ့ရဲ့ကျောင်းစီကိုယောဂီဝယ်ဧည့်သည်တုံးယောက်ရောက်ရှိလာတယ်အရှင်ဘုရားတပည့်တော်ကတော့ဘိုးတိတ်တိပါတဲ့ဟောဒီကအမွှာညီတော်လေးကတော့ဒိုးကြီးနဲ့ဒုံးငယ်လို့ခေါ်ပါတယ်အရှင်ဘုရားတပည့်တော်တို့က ခရီးသွားတယ်မို့လို့အရှင်ဘုရားရဲ့ကြောင်းစီမှာခဏတာတဲခေါ်ခွင့်ပြုပါဗျာအရှင်ဝိလာသာမြတ်တာမတမယာနဲ့ခေါင်းကိုယ်သာညှိပြရှာတယ်။ဒါကိုဧည့်သည်ဖြစ်တဲ့ဘိုးသိတိဟာသတိထားမိသွားတယ်။အရှင်ဘုရား မျက်နှာကလည်းမတမယာနဲ့တစုံတရာအခက်ခဲများရှိလို့လားဗျာ။တကယ်လို့များတပည့်တော်တို့အနေနဲ့ကိုကြီးနိုင်တာများရှိမယ်ဆိုရင်တော့မိန်ကြားပေးပါဗျာ။အရှင်ဝိလာသာပြောပြတဲ့မပြောပြတဲ့ချင်းချင်းနေတဲ့ဟန်နဲ့ ခဏတာငြိမ်သက်နေတယ်။တကာကြီးတို့ကတော့ဘုံကြီးပြောပြသင့်တယ်လို့ထင်မိတယ်။အေးကိုကြီးနိုင်မထင်လဲကိုကြီးပြေးပါလေ။တင်ပါဗျာ။မိန်ကြပါဗျာ။ကိစ္စကတော့အရန်ကို ထူးဆန်းလုံးနေတယ်တကာကြီး။အရင်ဆုံးဒီကိစ္စနဲ့ပတ်သက်ပြီးမေတ္တာရက်ခံလိုတာကဘုံကြီးအနေနဲ့အခုပြပြနဲ့ပတ်သက်ပြီးတော့မစ္စတီးယားဘရွန်တိုချင်းလုံးဝမရှိဘူးဆိုတာပဲ။အရှင်ဝိလတာစီက ဆက်လာမယ်မိန့်ကြားစကားကိုဘိုးတတိနဲ့ဒုံကြီးနောင်တို့ငြိမ်သက်ပြီးတော့နားဆွနေကြတယ်။လွန်ခဲ့တဲ့၃လလောက်ကစပြီးတော့ဘုံကြီးတို့နယ်တစ်ဝိုက်မှာအရန်ကိုထူးဆန်းတဲ့ဘုံကြီးတစ်ပါးဘဲကားဘလို့ရောက်လာမှမသိဘူးရောက်လာခဲ့တယ်။တင်ပါဗျာ။အဲ့ဒီဘုံကြီးဟာမနဲ့ဝလီဝလင်းဆိုရင်တော့ရွာရည်စီကိုစွန့်ခံကြွပြီးဆုံးလွတ်ပြီးတဲ့အချိန်မှာပျောက်သွားတတ်တယ်။တရွာကိုဝင်ရင်လဲသုံးအိမ်ပဲ ဆုံးလုခံတယ်။သုံးရင်ပြည့်ပြီဆိုရင်တော့လုံးလုံးကိုပျောက်ကွယ်သွားတယ်။ဒါကုတ်တကရကမတွေကအထူးဆန်းဖြစ်ပြီးတော့ယဟန်နာလို့တမုံလို့အထုတလဲကိုကွယ်စီကနေကြတယ်။ဘုန်းကြီးကိုယ်တိုင်ကလည်းလွန်ခဲ့တဲ့လပိုင်းတော့ကဒီအရေးကိုကိုယ်တိုင်စောင့်ကြည့်တယ်။ကြုံခဲ့ရပေမဲ့မမြင်ခဲ့ရဘူး။ထူးဆန်းပါရောလားဖေဟာ။ဘုဒ္ဓတိဟာစကားထောက်တယ်။အေးဟုတ်တယ်တကကြီးရ။အေး အခုနောက်ပိုင်းမှာတော့ပေါ်ပြီးထုဆန္ဒကဒီဘုန်းကြီးကစွမ်းကိုအလှမခံတော့ဘူးဝိထုငွေကိုပဲလှူပါလို့တောင်းဆိုလာတယ်စိုးလှူဆိုရင်တော့အလှမခံတော့ပဲနဲ့ပျောက်ွယ်သွားတယ်လို့ဆိုကြတယ်ဝိထုငွေအလှခံပြီးရင်လည်းထုံးစံတိုင်းပဲပျောက်သွားတယ်လို့ဆိုတယ်ရွာတဲကလူများစုကတော့ဘလို့ပဲဆိုဆိုယဟနာကိုလှူတန်းရရင်စူတောင်းပြတယ်အကျိုးပေးတာမြန်တယ်ဆိုပြီးတော့လောဘအလိုကိုလိုက်နေကြတယ်ဒီတော့ဘုန်းကြီးနေနဲ့ ီထူးဆန်းတဲ့ဘုံကြီးကိုတန်တရားတဲ့အများကြီးဝင်နေမိတယ်။ဘာကြောင့်လဲဆိုတော့အများသူငါပြောတယ်လို့ယဟနာအစ်စ်ဟုတ်မှန်နေတာမျိုးဆိုကိစ္စမရှိပေမဲ့အခုဟာက ကိုယ်လေးတဲ့အပြုတ်မှုတွေကိုပြုတ်နေတယ်။ရှိတဲ့နဲ့တိတ်ခါပုတ်တွေနဲ့မအပ်ဆက်တယ်လို့ပဲ။ထူးဆန်းလို့နာကဘုံကြီးနေနဲ့ညံလဲမမိနိုင်ဘူး။အဲ့ဒီရဲကြောင့်ပဲရဲရွာနေတဲ့ကြောစီကသာသနာတော်ကိုထိခိုက်လာမှဆော်ရင်မိတယ်။အမားကိုအမှန်ထင်ပြီးတော့ အယူမားတွေကိုလက်ခံသွားကြမှာကိုလည်းပူဝန်နေဒါကြောင့်မယ်စိတ်ထောင်းတော့ကိုကြီးဆိုသလိုဘုံကြီးလည်းမကြမ်းမှာဖြစ်နေကြတာပါတခါကြီးဘောတိတ်ကြီးနေနဲ့အရှင်ဝိလက်သားရဲ့စကားတွေကို ကိုချင်းစာခံစားမျှဝေခဲ့တယ်။သာသနာတော်အတွင်းမှာရှိနေတဲ့အရှင်ဝိလက်သားအနေနဲ့သာသနာတော်နဲ့ကိုးကွယ်မှုဆိုင်ရာတွေကိုပြက်စီးမှမနှိမ်မြဘူး။တဲ့မဖေ။ဒီအရေးအတွက်တပည့်တော်တို့စွန့်နိုင်သမျှကိုကြီးပါမယ်ဖေ။ ဘောတတိကလည်းဂရိပေးတယ်။အရှင်ဝိလတ္တရဲ့မြောင်းမှာတော့မျော်လင့်ချက်ရေးရောင်တွေတန်းတော့ပါတယ်။ညနေတကောင်ရန်ကျောင်းရဲ့ဗောရိညောင်မင်းအောက်စီမှာဘောတတိနဲ့ဒုံးကြီးနောင်တို့တမလင်ခွေရနဲ့ငိမ့်တက်ပြီးတော့ထိုင်နေကြပြီးမဟာသမားတိကျင့်စဉ်ကိုကျင့်ကြံနေကြတယ်။အရှင်တိတ်တိနဲ့ဒိုးကြီးဒုံးငယ်ကြီးနောင်တို့ကျုပ်ကရွာထဲကညောင်ကျက်ပင်စီမှာနေနေတဲ့ဖိုးသူတော်ပါကျုပ်ကိုအနာကိုလာခွင့်ပြုပါဘိုးတိတ်တိကော ဒိုးညင်အောင်မှာသူတို့ရဲ့နောက်ကျောဘက်စီကခွင်တောင်းလာတဲ့တန်ကိုကြားလိုက်မိတယ်။လာခဲ့ပါ။ဘိုးတတိကခွင့်ပြုတော့သူတို့ရဲ့အာယုံစီကို အနားကိုရောက်လာတဲ့ဘိုးတော်ကြီးတယောက်ကိုမြင်မိတယ်။အရှင်တိတ်ထီတို့တွေဟာဒီနေ့မှကြုံနေတဲ့ဂဝင်ဖုန်ကြီးကိစ္စကိုဖြေရှင်းပေးမယ်ဆိုလို့ကျုပ်ကလာပြီးတော့ပြောပြစာရှိတာကိုပြောပြတာပါ။ဘိုးတော်ကြီးရဲ့စကားကြောင့်ပဲဘိုးတိတ်ထီတို့တွေအံ့ဩသွားတယ်။ဘလို့ ခဝင်ဖုံးကြီးဟုတ်လားဟင်ဖိုးသူတော်ကြီးဖိုးသူတော်ကြီးကခေါင်းကွန်ညင်းနေဟုတ်ပါတယ်အရှင်တိတ်တိအခုရွာတွေကိုလှည့်လဲပြီးတော့အလူခံနေတာဖုံးကြီးအသွင်ဆောင်ထားတဲ့ခဝင်အယုတ်တယုတ်တာဖြစ်ပါတယ်သူ့ကိုအောင်လန်းတယောက်ဟာစိတ်ခိုင်းနေတာဖြစ်ပြီးတော့အဲ့ဒီအောင်လန်းကလည်းဒီကနေတိတ်မလန့်တဲ့နေရာတစ်ခုမှာရှိနေပါတယ်ခတ်တော့ခတ်ပြီးကြွက်ကျုပ်ဖြစ်တော့တတနဲ့တကူဖုန်းကြီးကဝင်ကိုဆင်းနေတဲ့ အောက်လမ်းမြုပ်မကြဘူးသေးဘူးအခုကြမှာကြားဘူးတာဘိုးတတိကဒီလိုပြောတော့ဘိုးသူတော်ကြီးကကျုပ်လည်းကြားမိတဲ့လောက်ပြောပြရင်တော့အဲ့ဒီကဝင်ရုပ်ကိုစင်သူကရောနေဘက်ကဘုံကြီးတစ်ပါးတို့သိရပါတယ်အောက်လမ်းကအဲ့ဒီဘုံကြီးစီကနေအမွေစင့်ခံထားတာလို့လည်းသိရတယ်အခုတော့အောက်လမ်းကောင်ကဒီကဝင်ရုပ်ကိုအမိပြုတ်ပြီးတော့ငွေရှာနေတာပါအေးလောဘဓာတ်တွေနဲ့တော့တက်ခတ်ပါလားမလုံးတဲ့မအပ်ဆက်ရနဲ့စီဝါရှာရတယ်လို့ မှန်ပါတယ်အရှင်သိတိကျုပ်လဲအောင်လန်းကောင်ကိုကြောက်ရတာမို့လို့ဘသူ့ကောင်မှအတိမပေးရခဲ့ဘူးရင်ကုန်နှုတ်ပပြီးနေခဲ့တာအခုမှအရှင်သိတိတို့ရောက်လာတာကိုသိရပြီးတော့လာပြီးတော့ပြပြရတာပါဘိုးသိတိဘိုးသူတော်ကြီးရဲ့စကားကိုနားလေတဲ့အနေနဲ့အတိမပြုခေါင်းကိုညှိနေအေးဘိုးသူတော်ကြီးကမပြောပြရင်ဒီချောင်းကိုတီးဖို့ကျုပ်တို့တွေခတ်နေမှာပဲအခုလိုတကူတကလာပြီးတော့ပြပြပေးတဲ့အတွက်ဖိုးသူတော်ကြီးကိုလည်းကျေးဇူးတင်ပါတယ် ။ဟောဒါနဲ့အဲ့ဒီကုံဝင်ရောက်ကဒီရွာကိုဘယ်တော့ထပ်ပြီးလာအောင်မလဲ။ဒါကိုရောဖိုးသူတော်ကြီးသိနိုင်မလား။ဖိုးသူတော်ကြီးဟာခေါင်းကိုခါရမ်းပြတယ်။ဘယ်တော့လာမယ်ဆိုတော့ကိုတော့မသိပါဘူး။ဒါပေမဲ့ရောက်လာတဲ့အခါကျရင်တော့အရှင်တိတ်တိစီကိုကြုတ်လာပြောပါမယ်။ကောင်းပါပြီဖိုးသူတော်ကြီး။အဲ့နောက်ဖိုးသူတော်ကြီးပြန်လည်ပြီးတော့ထွက်ခွာသွားခဲ့တယ်။ပြီးတဲ့နောက်မှာတော့သူတို့သုံးယောက်ကျင့်စဉ်ကိုရက်တန်ကြပြီးနားကိုရအောင်ဆောင်စီကိုပြန်လာခဲ့ကြတယ်။ ဘုဒ္ဓတိတို့အရှင်ဝိလာသရဲ့အကြောင်းစီမှာတဲခုံနေတာတုံးရပြပြီမနှံ့ဝယ်လီဝလင်းချိတ်အရှင်သိတိအရှင်သိတိဘုဒ္ဓတော်ကြီးရဲ့တန်ဆိုတာဘုဒ္ဓတိသိလိုက်ပါတယ်ဘုဒ္ဓတော်ကြီးအကြောင်းထုတ်ပြလားထုတ်ပါပြီအရှင်သိတိရွာရဲ့အနောက်ဘက်ကစောင့်နေပါကောင်းပါပြီဘုဒ္ဓတော်ကြီးပြန်ထွက်သွားကြတယ်ဘုဒ္ဓတိလည်းဒိုးကြီးနောင်တို့ကိုနှိုးပြီးတော့ရွာနောက်ဘက်ကိုထွက်လာတယ်မကြခင်မှာ ရွာထိပ်ပိုင်းလောက်စီက ခိုးရဟောင်းတဲ့တချို့ကိုကြားရရပါတယ်။ရက်တော်မူပါအရှင်ဖုရား။အမျိုးသမီးတဦးရဲ့ရှောက်တင်တဲ့အတန်းကဝင်ရောက်တော့ရောက်လာပြီလို့လေ။ဘိုးတတိကပြောပြီးတာနဲ့အတန်ကြားရစီကိုဆက်လာတယ်။အမျိုးသမီးတယောက်ဆုံးမကန်နဲ့ဘုန်းကြီးတစ်ပါးကိုလှူဒါန်းနေတာတွေ့ရတယ်။အလုခံသူကတော့ဦးသေးတို့တွေခရီးရဲမြင်ရတယ်။သင်ငန်းယုံထားတဲ့ဘုန်းကြီးတစ်ပါးလူလေးတို့မြင်ကြရလား။ဟုတ်ကဲ့ မြင်မိပါတယ်ဖို့အဲ့ဒါအစင်ပြုတ်ထားတဲ့ဖုန်ကြီးကဝင်ရုပ်ပဲအခုနေတော့သူ့ကိုမူလားပြတ်မို့မလုပ်သေးဘူးခြေအားခံပြီးတော့ဖိုးသူတော်ကြီးပြောတဲ့အောင်လန်းစီကိုလိုက်ကြမယ်ဘိုးတတိဟာဖုန်ကြီးကဝင်ရုပ်စီကိုလက်ညှိုးညှို့ပြီးတော့မန္တန်ရွတ်တယ်မန္တန်ရွတ်ပြီးတော့တောက်အောင်ကြမှာတော့ဖုန်ကြီးကဝင်ရဲ့ပုံရင်းဟာတပြေးပြေးဝေဝါးသွားတယ်ကဲလူလေးတို့သူကရွာရဲ့အနောက်ပြားကဝင်လာတာဆိုတော့ဒိုးတွေအနောက်ပြားထိတ်စီကွာပဲ စောင့်ကြမယ်။ဘိုးတတိကဦးဆောင်ပြီးတော့ရွာရဲ့နောက်ဖက်စီကိုလမ်းသွားတယ်။ဒိုးညီနောင်တို့လည်းနောက်ကနေတက်ကြမှာကွာလိုက်ပါလာတယ်။ရွာတိတ်ပန်းစီကိုရောက်တော့ဘိုးတတိတို့ခဏဆောင်တယ်။မကြခင်မှာရွာတိတ်စီကနေဘုန်းကြီးကဝင်ကပြန်ပြီးတော့ထွက်လာတယ်။သူတို့နားကဖြတ်သွားပြီးနောက်မှာတော့သုံးယောက်စလုံးဘုန်းကြီးကဝင်ရဲ့နောက်ကိုလိုက်လာတယ်။အမောင်တို့ကမပြေသေးပဲနဲ့နှက်ရှိုင်းနေတော့မယ်။ဘိုးတတိနဲ့ဒိုးညီနောင်တို့ဘုန်းကြီးကဝင်နောက်စီကိုလိုက်ကြရင်နဲ့ တုတ်တန်တစ်ခုစီကိုရောက်လာတယ်။ခုံကြီးကဝင်ကတုတ်တန်ထဲကိုဝင်ရောက်သွားတယ်။ကဲလူလေးတို့မကြခင်တော့ကဝင်ရုပ်ပိုင်ရှင်အောက်လန်းကောင်ထွက်လာလိမ့်မယ်။တင်းချင်းရှင်မကိုမြင်တာပို့အကျိုးကြောင့်ပြောပြပြီးတော့ဒိုးရီဒီကနေပဲစောင့်မယ်။ဘိုးတတိရဲ့စကားဆိုဒိုးကြီးကဒုံးငယ်ပါခေါင်းကိုညှက်ပြီးတော့နာခင်နေဘာမှတော့မပြောကြဘူး။ဘိုးတတိကတင်းချင်းရှင်မမဖဲဝါကိုမြင်တာပို့ဖိတ်ခေါ်ပြီးတော့အကျိုးကြောင့်ပြောပြတယ်။တောင်းကြတော့ ကဲလူလေးတို့ဒီကိစ္စကိုတင်းချိုင်းရှင်မကတာဝန်ယူပြီးတော့လှုပ်ဆောင်ပေးမိတဲ့တို့တွေကတော့ဒီကနေပဲစောင့်ကြမယ်ပြီးမှကဝင်ရုပ်ကိုဖြည့်ဆည်းဖို့လှုပ်ဆောင်ကြမယ်ဟုတ်ကဲ့ပေါ့ဒါနဲ့တင်းချိုင်းရှင်မကဘလို့များကိုညီမာတယ်လဲဒါတော့ဘလို့ဘဝလို့မပြောဘူးအေးသူ့ဘာသာသူ သူ့နေသူ့ဟန်နဲ့တန်ကတ်ချင်းခတ်လိုက်မယ်ဘောတရီရဲ့စကားတော့မဆုံးသေးဘူးတင်းချိုင်းဘက်စီကနေအတန်ချိုထွက်ပေါ်လာတယ်အော် မဖဲဝါဆိုတာနင်မော့လေဟုတ်လားမလောက်လေမလောက်စားနဲ့မြာငါ့ကိုရှင်ရင်သေးတာလားအောင်လန်းကောင်ဟာတင်းညမ်းရှင်မကိုကြုံရတယ်တစ်ဖက်ကတော့တုံ့ပြန်တမ်းရှိမလာဘူးတင်းညမ်းတဲ့စီကစိုးရွားလုံးနဲ့ခွဲယူတန်းကြီးထွက်ပေါ်လာတယ်မကြခင်မှာခွဲရမန်ဖီတန်းရိုင်းနဲ့တန်းနဲ့တူတူလူတယောက်ရဲ့ငဲတန်းပါအောင်မချိမဆန့်ညင်ညူတန်းကအဆက်မပြတ်ထွက်ပေါ်လာတယ်ဒါပေမဲ့အတန်တရာခဏတွင်းမှာပဲပြန်ပြီးတော့တိတ်ဆိတ်သွားပြန်နေတင်းညမ်းရှင်မထွက်လာပြီ ဘိုးတတိရဲ့စကားဆုံးမှာတော့တင်ញိုင်းဝမှာမြန်မာလုံးနဲ့အရန်မောင်းနဲ့ရက်နေတဲ့သပင်ဆုပ်ဖွာချတာတဲ့မမဲရဲ့ကြီးနဲ့တူတူအရန်ကိုကြီးမာလုံးနဲ့ခွေးနဲ့ကြီးတကောင်ကိုဒိုးကြီးနောင်တို့တွေတွေ့လိုက်ရတယ်။တင်ញိုင်းရှင်မကဘိုးတတိကိုတစုံတရာ ပြောနေပုံပဲပြောဆိုလိုပြီးတဲ့အခါမှာတော့ဘိုးတတိဟာသူ့ရဲ့ညာဘက်လက်ဘွားကိုဖျက်လိုက်တာနဲ့အနည်းရောင်သင်္ကန်းဝစ်လိုတပိတ်ပိုက်ထားတဲ့ဘုန်းကြီးရုတ်ထုဟာလက်ဖော်ကိုဖျက်ကနေရောက်လာတယ်။အဲနောက်မှာတော့တင်းကျိုင်းရှင်မဟာ သူ့ရဲ့ခိုးကြီးနဲ့တူတူလက်ထပ်သွားတယ်။ဘိုးတတိကတော့လက်ထက်ကရုပ်ကလေးကိုတင်းဆက်ပြီးတော့ကဲအောင်လန်းကောင်ကတော့တင်းချိုင်းရှင်မကဘိုးရဲ့တောင်းဆိုမှုကြောင့်အသက်ကိုမစင်ခဲ့ပေမဲ့စိတ်ကိုတော့ယူနှံ့နေအောင်စီရင်လိုက်ပြီးတော့ပြောလာတယ်။ကိစ္စလည်းပြီးပြီဆိုတော့တို့လည်းခီးသွားကြမယ်။သုံးယောက်သာတုတ်တန်စီကနေထွက်လာတယ်။အေးလော်ဂီနဲ့ဆိုတာအတော်ကိုလည်းထူးဆန်းပါလား။လက်နေစစ်တာကန်ရှိတဲ့ ဘုန်းကြီးကောင်ရုပ်လေးကိုကြည့်ပြီးတော့အရှင်ဝိလာတာဟာဆိုလိုက်ပါတယ်။အယုတ်ကလေးကဆင့်ယုတ်ကလေးဖြစ်ပြီးတော့လက်ရကလည်းတိတ်တက်တယ်။ယုံထားတဲ့သင်္ကန်းထဲမှာမီးဆွေးလွန်းနေတဲ့စိတ်နဲ့လိမ့်ကြံထားတယ်။အသားယုံနေရာမှာတော့လူအသားနဲ့တူအောင်ခြေတားထားတယ်။တော်သေးတာပေါ့။တကားတို့ရောက်လာပြီလို့မဟုတ်ရင်ဒုနယ်တဲ့ကြောင့်မှာတော့အောင်လန်းကောင်ရဲ့ရုံမှန်မှုကြောင့်သာသနာတော်ကိုပါညှုံငန့်နေမှာ။ကဲမဖေ။တပည့်တော်တို့အမြင်အရ ဒီပြည့်ဟာပညာမတက်လောဘကိုအခြေပြုပြီးတော့ဘာသာသာသနာကိုခိုးရုံ လုပ်ခဲ့တယ်လို့ယူဆမိပါတယ်။အေးပါလေဒီလိုပဲဖြစ်မှာပေါ့ခတ်တော့လဲခတ်တာတော့အမိုက်တကအမိုက်ဆဲမှာကိလေသာအမိုက်ဟာအမိုက်ဆုံးဖြစ်ပြီးတော့အမောင်တကအမောင်ထဲမှာတော့တဏှာမဟာအနိုင်ရှုံးဆုံးပဲလို့ဆိုတယ်။အေးပါလေလောဘဆိုတာကလည်းလုံခြင်းတမတ်မှု အလိုပြင်းပြမှုတဏှာဆိုတဲ့ထဲမှာလည်းအကျုံးဝင်နေအကုသို့ကြိုးပေးကြောက် ဘဝနေကုန်တန်းသွားတဲ့အောက်လန်းဆရာတွေအတွက်ဘာပြောရမှန်းတော့မသိတော့ဘူးကဲမပါဗျာတပည့်တော်တို့လည်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာအဲ့နောက်မှာတော့ဘိုးတတိဒိုးကြီးဒုငယ်တို့၃ယောက်လုံးဘာစကားမှမစော်တော့ဘဲနဲ့သူတို့ဆက်သွားမယ်လမ်းခရီးကိုတော့